လာရှိုးပြန်ရအောင်လုပ်ပြီးလို့ကျေးဇူးရှင်တရုတ်နိုင်ငံရဲ့မကောင်းကြောင်းမပြောရဘူးလို့မင်းအောင်လိုင်းပြောတရုတ်နိုင်ငံကကျေးဇူးရှိတယ်ကျေးဇူးရှင်နိုင်ငံလည်းဖြစ်တယ်တရုတ်နိုင်ငံမကောင်းကြောင်းမပြောရဘူးလို့စစ်ကောင်းဆောင်မင်းအောင်လိုင်းကပြောဆိုလိုက်တာပါမြောက်ပိုင်းညီနောင်မဟာမိတ်၃ဘွဲ့ရဲ့တစ်တုံညာနှစ်ခွန်စစ်စီရဲ့အတွင်းမှာဆုံးရှုံးလိုက်ရတဲ့ရှမ်းမြောက်လာရှိုးမြို့ကိုအခုစစ်ကောင်စီကတရုတ်ကျေးဇူးနဲ့ပြန်ရဖို့ရှိနေတာပါအခုတရုတ်ရဲ့ညှိနှိုင်းပေးမှုကြောင့်လာရှိုးမြို့ကိုပြန်ရခဲ့တဲ့အတွက်ကနေဒီဆောင်ရေးကာလမှာတိုင်ရင်တပ်ဖွဲ့တွေအနေနဲ့တရုတ်မကောင်းကြောင်းမပြော ောကြဘူးနဲ့ကျေးဇူးရှင်ကိုမစော်ကားဘူးစစ်ကောင်းဆောင်မင်းအောင်လှိုင်ကတတိပြေပြောဆိုလိုက်တာလည်းဖြစ်ပါတယ်အခုဧပြီ20ရက်နေ့ကပြည်ဦးလင်တက်နေမှာပြုလုပ်တဲ့အစည်းအဝေးမှာစစ်ကောင်းဆောင်မင်းအောင်လှိုင်ကပြောဆိုလိုက်တာဖြစ်ပြီးတော့လာရှုံမျိုးအတွင်းမှာတက်နေရချာတာရေးကိစ္စတွေမှာတရုတ်ကိုယ်စားလှယ်ဦးဆောင်နေတဲ့ကိစ္စကိုဝင်ရောက်ဆွတ်ဖက်ပြောဆိုတာမလုပ်ကြဘူးပြောဆိုလိုက်တာလည်းဖြစ်ပါတယ်အခုလာရှုံကိစ္စမှာတက်ကမကျေနပ်တဲ့သူတွေရှိတယ်လာရှုံကိုတရုတ်ကအုပ်ချုပ်နေတယ်လို့ခန်းစားရလို့တခုခုဆိုတရုတ်ကိုအကြောင်းကြားပြီးမှလုပ်ရမယ်ဆိုတော့ဝေဖန်သူတွေလည်းရှိတယ်ဒါကြောင့်ပြည်ဦးလင်က ကိုတက်ချုပ်ရောက်လာတော့တရုတ်ကမဝေဖန်ဘူးကျေးဇူးရှင်ကိုမစော်ကားဘူးမှားတယ်ဆိုတာထက်သတိပေးပြောကြတာလို့လည်းသတင်းရင်းမြစ်ကပြောဆိုလိုက်ပါတယ်အခုရပိုင်းအတွင်းမှာပဲလာရှိုးမျိုးပေါ်ကိုတရုတ်နိုင်ငံအလံနဲ့ ပြစ်ခတ်ရဆဲမှုစောင့်ကြည့်ရအဖွဲ့ဆိုပြီးတော့တရုတ်နဲ့မြန်မာစာတန်းရေးထိုးထားတဲ့ကားစီးရေ30ခန်းရှင်နဲ့စတင်ဝင်ရောက်နေတယ်လို့လည်းလာရှုမျိုးကန်တွေကပြောဆိုထားတာပါအခုပြီးခဲ့တဲ့ဧပြီလ19ရက်နေ့ကလေးကလာရှုမျိုးကိုရောက်နေတဲ့တရုတ်ကိုယ်စားလှယ်တင်ရှိချွန်းဦးဆောင်တဲ့အဖွဲ့ကတော့ပြစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ရအဖွဲ့ကိုဖွဲ့ထားပြီးတော့စစ်တပ်ရဲ့စာရဖာနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေကိုနေရာချထားပေးနေတယ်လို့လည်းသတင်းရင်းမြစ်တွေကပြောဆိုထားပါတယ်အခုလက်ရှိလာရှုမျိုးပေါ်မှာတော့ကိုကန်တပ်ဖွဲ့ MNDA နဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကလည်းဆက်လက်နေရာယူထားပြီးတော့စစ်ကောင်စီဘက်ကအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ာမြို့နယ်ဦးစီးမှုလာဝကစေယုံအုံနဲ့စစ်ဘက်ရေးရလုံခြုံရေးစာဝတ်တပတ်ဝင်တွေအားလုံးကတော့အရက်ဝတ်တွေနဲ့မြို့ထဲဝင်ရောက်လာနေတာရှိတယ်လို့လည်းမြို့ကန်ဒီကပြောဆိုထားပါတယ်ဒီကနေ့ဧပြီလ27ရက်နေ့မှာတော့ကိုကန်တက် MNDA အုပ်ချုပ်ထားတဲ့ လာရှိမျိုးကိုစစ်ကောင်စီတန်းပြန်လည်အနံ့ဖို့အတွက်စစ်ကောင်စီ MNDA နဲ့တရုတ်ကိုယ်စားလှယ်တို့တက်မှန်ဆွေးနွေးခဲ့လို့လည်းဒေတာကန်စေးသတင်းမီကပြောဆိုထားပါတယ်။အခုလက်ရှိမှာလာရှိမျိုးကိုတရုတ်ကိုယ်စားလှယ်စစ်ကောင်စီတန်းနဲ့ကိုကန်တက် MNDA အဖွဲ့သုံးဝင်ဆိုင်အုပ်ချုပ်မဲ့ပုံစံမျိုးနဲ့တွားနေတယ်လို့လည်းသုံးသက်သူတွေကလည်းပြောဆိုထားပါတယ်။စစ်ကောင်စီရဲ့အရှိမျိုးတန်းစစ်တနာချုပ်ရမခတိရှိရာလာရှိမျိုးကိုတော့မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDA ကိုကန်တက်ကပြီးခဲ့တဲ့2024ခုနှစ်ဇူလိုင်လကစပြီးတော့မြောက်ပိုင်းမဟာမိတ်အင်အားစုတွေအညာဒေတာကပြည်သူ့ကာကွယ်ရေးတပ်တွေ အခြားသောလူမျိုးစုတက်တွေကူညီနဲ့တိုက်ခိုက်ခဲ့ရမှာတော့လာရှုမြို့ကိုအလုံးစုံသိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလာရှုမြို့သိမ်းတဲ့ပွဲအတွင်းမှာတော့စစ်ကောင်စီဘက်ကတူတိုင်းမှုတေဆုံးပြီးတော့ဗိုလ်မှူးချုပ်အဆင့်ရှိသူတွေအပါအဝင်တုံ့ပြန်အများပြားလဲဖမ်းဆီးခံရပါသေးတယ်။အခုကမှာတော့တရုတ်နိုင်ငံရဲ့အချင်းချင်းဖိအားပေးမှုတွေကြောင့်ကိုကန်တက်တွေကအခုဧပလတတိယပတ်အတွင်းမှာလာရှုကနေစုခွာပေးပြီးတော့စစ်ကောင်စီတက်တွေပြန်လည်ဝင်ရောက်လာတာဖြစ်တယ်လို့လည်းစည်ရေးလိလသူတွေကပြောဆိုထားပါတယ်။အခုလာရှုမြို့မြေပြင်သတင်းတွေအရလက်ရှိမှာတော့စစ်တပ်ဝန်လာတာလာရှုတရန်လန်းလွဲပြီးတော့ကြံလန်းတွေအလုံးကိုတော့ MND ကဖွင့်ထားပေးတယ်လို့လည်းဆိုပါတယ်။ဒါချုပ်ကိုစစ်ကောင်စီတပ်ပြန်ဝင်လာရင်ကိုကန်တက်ကမြို့မြို့ပေါ်ရက်ွက်၁၂ခုကစုခွာပေးရမှာဖြစ်ပြီးတော့မြို့ပတ်ချလည်းမှာဆက်လက်နေရာယူထားနိုင်တယ်လို့မြို့ကန်တွေကပြောဆိုနေကြသလိုကိုကန်တက်တွေလာချုပ်မြို့နယ်မြေတွင်းကလုံးဝစုခွာရမယ်လို့လည်းသတင်းမျိုးမျိုးကြားနေတယ်လို့ဒေသခံသတင်းမီဒီယာတွေကပြောဆိုထားပါတယ်။မြို့ကန်တွေရဲ့ပြောဆိုချက်တွေအရလာချုပ်မြို့ပေါ်မှာတော့ MND ကိုကန်တက်ကဆက်ဆံရေးရုံးသားကြံခဲ့မှာဖြစ်ပြီးတော့တေဦးစိုးရကိုစလေဘက်ကလည်းမြို့ပေါ်မှာရုံးဖွင့်ကလာချုပ်ရဲ့အနီးကစောင့်ကြည့်တော့မှဆိုပြီးတော့လည်းပြောဆိုနေကြပါတယ်။နောက်ဆုံးရသတင်းတွေနဲ့လာချုပ်မြို့ကန် နေတဲ့ပြောဆိုချက်တွေရအခုလာရှုမှာကိုကန်တက်တွေစုတ်ခွာသွားပြီးတော့ရဲတပ်ဖွဲ့တွေတွေကတွေ့နေရဆဲဖြစ်သလိုဘာတပ်ဖွဲ့တချို့ရောက်လာပြီးတော့စစ်ကောင်စီရဲ့ကျမ်းမာရေးဌာနကဆရာဝန်ကြီးတွေရောက်လာတဲ့လိုထွေအုပ်နဲ့လက်ဘကအောက်စီချင်းဝန်ထမ်းတွေလည်းမြင်တွေ့နေရတယ်လို့မြို့ကန်တွေကပြောဆိုထားပါတယ်။လာရှုမြို့ကန်တူကမြို့ကတော့ပုံမှန်အသွာလာအယောင်းဝင်မပြတ်ဘူး။လာရှုမြို့ပြင်ဟိုပိတ်ကြော်တာနဲ့ကိုကန်တက်တွေတွေ့နေရဆဲပဲ။လာရှုမြို့နေသူမြို့နေသားတွေကတော့မြို့ကိုဘယ်လိုဆက်အုပ်ချုပ်မှလဲဆိုတာကိုဘယ်သူမှတက်တက်ကွက်ကွက်မသိကြသေးဘူး။အခုကမန်းတာကတော့ကိုကန်တက်နေရာမှာဝါရဲတပ်ဖွဲ့ကအစားထိုးပြီးတော့တရားဝင်စုံမွေးတာဝန်ယူပြီးတော့နှစ်ဖက်ပူတွဲအုပ် ချုပ်တဲ့ပုံစံနဲ့သွားမလားမသိဘူးအရေးကြီးတာကနေဆက်တူကမြို့နေတဲ့သူတွေလိုအပ်တဲ့စီပင်သားရကိစ္စကိုဘယ်သူကလှုပ်ဆောင်မလဲဆိုတာမသိရသေးဘူးမြို့နေလူလူသဘောထားကတော့ကိုကန့်တွေအောက်မှာမနေချင်ပေမဲ့လည်းတစ်ဖက်မှာလည်းမြန်မာစစ်တပ်ပြန်လည်အစိုးမအုပ်ချုပ်သွားတာကိုလည်းမကြိုက်ကြဘူးလို့လည်းမြို့ကန်တွေကတော့ပြောဆိုထားပါတယ်မြို့ကန်တွေရဲ့ပြောဆိုချက်ကဒီကနေ့ဧပြီလ27ရက်နေ့မှာတော့လာချွတ်မြို့ပေါ်မှာရှိတဲ့အထင်ကြီးကနေရာတွေမှာစိုက်လူထားတဲ့ကိုကန့်တရက်လန်တွေကိုတော့ပြန်ဖြုတ်သိမ်းနေတယ်လို့လည်းဆိုပါတယ်လာချွတ်မြို့ပေါ်ရပ်ကွက်စနေကုန်းမှာရှိတဲ့အထင်ကြီးကနေရာတွေမှာစိုက်ထားတဲ့ကိုကန့်တက် MND ရဲ့အလန်တွေကိုပြန်ဖြုတ်သိမ်းနေတာလည်းဖြစ်ပါတယ် ကိုကန်တပတ်က၎င်းတို့စိုက်ယူထားတဲ့အလံတွေကိုဒီကနေ့အပယ်လာ27ရက်နေ့မနေ့ပိုင်းမှာလိုက်လံဖြုတ်ယူနေပြီးတော့လာချုပ်မြို့တွေမှာတော့ကိုကန်တပ်ဝင်တို့ရှိနေသေးတယ်လို့လည်းမြို့ကန်တွေကဒီကနေ့နေ့လယ်ပိုင်းကပြောဆိုထားပါတယ်ဒီကနေ့မနေ့ပိုင်းမှာတော့စစ်ကောင်စီတရုတ်နဲ့ကိုကန်တပ်တို့လာချုပ်မြို့စစ်နကောင်ဟိုတယ်မှာတော့အစည်းအဝေးလုပ်နေခဲ့ပြီးအပယ်လာ27ရက်နေ့မှာလည်းထပ်မံတွေ့ဆုံဆွေးနွေးမှုတွေရှိနေတယ်လို့လည်းဒေသအခြေစိုက်သတင်းမီဒီယာတွေကပြောဆိုထားပါတယ်တရုတ်ရဲ့ဂျောင်းဝင်စစ်ဆက်မှုနဲ့စစ်ကောင်စီနဲ့ကိုကန်တပ် MNDA အကြားအပြစ်ရဖို့တဘောတူခဲ့ပြီးတော့ကိုကန်တပ်ကအပယ်လာ27ရက်နေ့နောက်ဆုံးထားပြီးတော့လာချုပ်မြို့ကနေထွက်ခွာရမှာဖြစ်ပြီး ီးတော့စစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်ရဝင်ရောက်လက်ပတ်မှာလည်းဖြစ်ပါတယ်အခုလာရှိမျိုးကိစ္စနဲ့ပတ်သက်ပြီးအိန္ဒိယနိုင်ငံတခုရဲ့ပြည်တွင်းရေးမှာဝင်ရောက်မဆွတ်ဖက်ပါဘူးဆိုတဲ့တေဆိုးရရဲ့မူဝါဒကလည်းပြက်ပြက်သွားပြီလားဆိုတာကိုတော့အထောက်အထားတွေနဲ့မေကွန်ထောက်ရောက်ပါလိမ့်မယ်လို့လည်းစီရီလီလာသူတွေကတော့တုံ့သက်ပြောဆိုထားပါတယ်ပြပအာကိုပစံယိုးဆိုပြီးတော့တစ်ချိန်လုံး on နေတဲ့ main online နဲ့သူ့ရဲ့စစ်တပ်ကလည်းအရှက်သိက္ခာကင်းမဲ့တဲ့ကင်းမဲ့လာပြီးတော့တရုတ်ကိုအာကိုရတဲ့စစ်တပ်ဆိုတာပို့ပြီးယုံလုံးပေါ်လာပြီလို့လည်းစီရီလီလာသူတွေကတော့မှတ်ချက်ပေးပါတယ်ဒီကနေ့အပလာ21ရက်နေ့ညနေပိုင်းဒီလာရှိုမျိုးကိုစစ်ကောင်စီလက်ထက်ပြန်လည်လွှဲပြောင်းရင်းနဲ့ပတ်သက်လို့နှစ်ဖက်စလုံးကတော့တစုံ ံတရားသတင်းထုတ်ပြန်ပြောဆိုထားခြင်းတော့မရှိသေးပါဘူး။စီရန်ဘိုးကြီးစင်ရောကတော့ဒီမင်းနဲ့လာရှုပ်မှာစစ်ကောင်စီကဆတာတက်မှုတွေနဲ့တောက်ဆိုချက်တွေရှိတယ်။မန်လေးကနေမူဆက်တီ EAO တွေအားလုံးဆုတ်ခွာပေးရမယ်။တရားရင်လီကိုထိန်းချုပ်ဖို့ဝါကိုတာဝန်ပေးလိုက်တယ်။ကြောင်မဲပါဆုတ်ပေးရမယ်။လာရှုပ်ဝင်းကြီးဖြန့်ခွက်နေရယူထားတဲ့ PDF တွေစီရင်ဖော်ဆောင်နိုင်မှုနဲ့စစ်ကောင်စီတွေရဲ့လုံခြုံရေးတွေကိုဝါတက်နဲ့ကိုကန့်တက်တို့ကပူတဲ့လုံခြုံရေးယူပေးရမယ်။ကိုပိုင်အုပ်ချုပ်ခွင့်ရရေကွာနယ်နဲ့ကိုကန့်နယ်တွေကိုညဉ့်ညံ့စွာအတူရှင်နေနေထိုင်ရေးနဲ့ထာဝရညဉ့်ညံ့ရေးအတွက်အမှတ်ကန်ချက်ပေးရမယ်။ပြီးတော့လက်နက်ကင်ပြိပကမဖြစ်ရေးညှိနှိုင်းမှုကော်မတီအဖြစ်တရုတ်ဆိုရာကဂျာက ခံဆောင်ရွက်စောင့်ကြည့်ရေးယုံလာရှုမှာဖွင့်ထားပေးမယ်ပြီးတော့ယာယီလုံခြုံရေးကာလအဖြစ်ဝါတက်ဖွဲ့နဲ့ကိုကန်တက်ကလာရှုအနည်းယာယီတက်ဆက်ထားပေးပြီးတော့စစ်ကောင်စီတပ်တွေနေရာယူပြီးလို့ရှိရင်တော့ထွက်ခွာပေးရမယ်။ဝါအုပ်ချုပ်ခွင့်ရမျိုးနှစ်ခုကိုတော့ဝါတန်အနံဘူစစ်ကောင်စီဘက်ကသဘောတူထားတယ်။အခုပြောတဲ့ချက်တွေကတော့မနက်ပိုင်းကစစ်ကောင်စီရဲ့လူလာချက်တွေဖြစ်ပြီးတော့ဘယ်လိုတုံ့ပြန်မလဲဆိုတာကိုဆက်ပြီးစောင့်ကြည့်ရမှာဖြစ်တယ်လို့လည်းအခုလာရှုကအခြေအနေကိုတုံ့သက်ပြောဆိုထားပါတယ်။